1994ခုနှစ်မှ2025ခုနှစ်ဧပြီလကုန်ထိမွေးမြူရေးနှင့်ရေလုံငန်းကဏ္ဍတွင်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကျပ်955ဘီလီယံကျော်ရှိကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်။2023 2024ဘဏ္ဍာနှစ်ကုန်ထိကဏ္ဍအလိုက်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့်ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ကျပ်6129ဘီလီယံကျော်အင်ချန်မြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်ကျပ်4906ဘီလီယံကျော်ဝန်ဆောင်မှုကဏ္ဍတွင်3819ဘီလီယံကျော်ပို့ဆောင်ရေးကဏ္ဍတွင်ကျပ် 3444ဘီလီယံကျော်ဟိုတယ်နှင့်ခီးသွားလုပ်ငန်းကဏ္ဍတွင်ကျပ်2497ဘီလီယံကျော်စောက်လုပ်ရေးကဏ္ဍတွင်ကျပ်1453ဘီလီယံကျော်စွမ်းအင်ကဏ္ဍတွင်ကျပ်1350ဘီလီယံကျော်စမှုဆောင်ကဏ္ဍတွင်ကျပ်699ဘီလီယံကျော်မွေးမြူရေးလုပ်ငန်းကဏ္ဍတွင်ကျပ်952ဘီလီယံကျော်တထုကဏ္ဍတွင်ကျပ်252ဘီလီယံကျော်လေယာဉ်စိုက်ပျိုးရေးကဏ္ဍတွင်ကျပ်97ဘီလီယံကျော်နှင့်ရေနံနှင့်သဘောတောင်းဝေးကဏ္ဍတွင်ကျပ်15ဘီလီယံကျော်ဖြင့်စုစုပေါင်း15429ဘီလီယံကျော်ယင်းနှုန်းမြုပ်နှံထားပါသည်